အားလုံးပဲမင်္ဂလာပါ။ဘာဆရာကြီးမိသက်ကတွေ့ဆရာမအထောက်အမဝေခေါ်တိုင်းအမဖြစ်ပါတယ်။အကြောင်းဝယ်လုပ်နေတဲ့ခုနှစ်ရဲ့တာသမီတွေမိမိတို့ဆိုင်ကိုလူဝင်စေဖို့လူစီစေဖို့ဖောက်တယ်လေးပေါ်စေဖို့အတွက်ပြုလုပ်ရတဲ့ရေဒီယာနီကိုပြပြပေးမှာဖြစ်ပါတယ်။စားလက်တဆုပ်ကိုရေနဲ့ဖြော်ပြီးတော့မှမိမိရဲ့ဆိုင်ရှိကိုမနက်တိုင်းဖျက်ရမှာဖြစ်ပါတယ်။လူဝင်ပါစေလူစီပါစေဆိုင်ကိုလူများများလာပါစေ။ဆူတောင်းပြီးတော့မှဆိုင်ရှိကိုမနက်တိုင်းဖျက်ရမှာဖြစ်ပါတယ်။ကြာသာပြည်နေရလွယ်လို့ဂျန်တဲ့နေ့တိုင်း ဖြန်းမှာဖြစ်ပါတယ်ဒီလိုပြုလုပ်မယ်ဆိုရင်တော့ဆိုင်မှာဖောက်တယ်ဒီပိုးစီမှာဖြစ်ပါတယ်မိပိုးစီမှာဖြစ်ပါတယ်ရောင်းဝယ်ဒီကောင်းစီမှာဖြစ်ပါတယ်ဆန်စီစေးစားလေးမျိုးကိုလင်မက်တစ်ချက်ထဲမှာထည့်ပြီးတော့မှမိမိအိမ်ဖျားမှာကန့်လူတန်းမယ်ဆိုရင်အစာရေစာနဲ့ပတ်သက်ပြီးတော့ပေါများစီမှာဖြစ်ပါတယ်အစာရေစာနဲ့ပတ်သက်ပြီးတော့မပူမပင်ရဘဲနဲ့ပြည့်စုံစီမှာဖြစ်ပါတယ်ဒီရေရာကိုလာပြီးနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေမှာမြတ်စွာဘုရားကိုစံဒီစေးစားလူတန်းမယ်ဆိုရင်ပုံမူပြီးတော့မှအကျိုးပေးတန်စီမှာဖြစ်ပါတယ် အတိုက်ခံများနေတဲ့အိမ်ဘာပဲလို့ခက်ခဲပြဿနာတွေအနှောင့်အယှက်တွေနဲ့ပဲမိမိတို့အိမ်မှာကြုံတွေ့နေရတယ်ဆိုရင်စင်းဝအလှတစ်လုံးထဲမှာစင်းဝအလှလှတေးသေးတစ်လုံးထဲမှာစားအပြည့်ထည့်ထားပြီးတော့မှမိမိအိမ်ရဲ့အဲကမ်းမှာထားရှိမယ်ဆိုရင်တော့စုံတိုက်ပြောကားတိုက်တွေဆေးတိုက်တွေကိုအောင်မြင်စေမှာဖြစ်ပါတယ်စားကိုလက်နဲ့စုပ်ပြီးတော့မှစားတာပါဝဂါတာကိုရွတ်စုပ်ပြီးတော့မှအိမ်ရဲ့တောင်လေးတောင် ိုက်ခန်းတဲ့နေရသူဆိုတိုက်ခန်းရဲ့တောင်လေးတောင်နေရာမှာထားရှိမယ်ဆိုရင်တော့ပျောကားတွေဆုံးတိုက်ဆေးတိုက်တွေရနေပြီးတော့ကာကွယ်စေးမှာဖြစ်ပါတယ်။ခြံဝင်းတဲ့နေရသူဆိုရင်တော့ခြံရဲ့တောင်လေးတောင်မှာစားကိုစားတာဘဝကာတာကိုမိမိတို့သက်စေရွတ်ဆိုပြီးတော့မှအိမ်ရဲ့တောင်လေးတောင်မှာထားရှိမယ်ဆိုရင်လည်းအတိုက်ခန့်မှန်သမျှနေရနေပြီးတော့ကင်းဝေးစေးမှာဖြစ်ပါတယ်။မိမိတို့အိမ်မှာစားကိုအမှန်90သားထားတယ်ပုံမှန်ပြီးတော့မှထားရှိမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ပမာဏများစွာ ဝင်လာစေမှာဖြစ်ပါတယ်လက်တိတ်ချင်းကနေပြီးတော့လဲကဲဝေးစေမှာဖြစ်ပါတယ်စားဝယ်ရမယ့်နေရာတောက်ကြနေမှာဝယ်ရမှာဖြစ်ပါတယ်6နာရီ15မိနစ်နေ့လည်းဆိုရင်7နာရီနဲ့15မိနစ်ညဘက်ဆိုရင်7နာရီ15မိနစ်ဒီ3ချိန်မှာမိမိစင်တည်တဲ့အချိန်မှာဝယ်လို့ရပါတယ်မနက်ပိုင်းဝယ်မယ်ဆိုရင်တောက်ကြနေမနက်6နာရီကနေပြီးတော့6နာရီ15မိနစ်အတွင်းဒီ15မိနစ်အတွင်းမှာစားကိုအပြီးဝယ်ရမှာဖြစ်ပါတယ်အိမ်သုံးစားအဖြစ်အသုံးပြုရမှာဖြစ်ပါတယ်ဝယ်ရမယ့်နေ့ကလာဇန်တရက်နဲ့လေ တရက်နေ့လည်းဖြစ်မယ်တောက်ကြနေ့လည်းဖြစ်မယ်ဆိုရင်ပုံမူပြီးတော့မှအကျိုးပေးမြန်စီမှာဖြစ်ပါတယ်။စားကိုလာစမ်းတရက်နေ့တောက်ကြနေ့မှာမိမိအိမ်မှာဝယ်ထားမယ်ဆိုရင်မိမိအိမ်မှာရှိတဲ့ထက်ပုံမူပြီးတော့မှများများဆဆထားရှိမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ကံတွေကောင်းစေမှာဖြစ်ပါတယ်။ရရရှိတဲ့အကျွေးရရှိစေမှာဖြစ်ပါတယ်။ဝေကျင်းတဲ့ပတ်သက်တဲ့ပမာဏများစွာရရှိစေမှာဖြစ်ပါတယ်။လက်တိတ်ရှင်းချင်ရနေပြီးတော့လဲကေဝေးစေမှာဖြစ်ပါတယ်။ 2025မှာခொနေတားသမီးတွေဒီရေတွေအပြုတ်ချင်းအဖြစ်ငွေကြေးနဲ့ပတ်သက်တဲ့ကံတွေအကောင်းတဲ့သူတွေဖြစ်ကြပါစေ